ဟာလာလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဒီနေ့ကျွန်တော်တို့ရာဇဝင်6ဒုတိယဆောင်အခန်းကြီး1ကိုသွားမယ်နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကရာဇဝင်6ပထမဆောင်အားလုံးပြီးသွားပြီဆိုတော့ဒီနေ့တော့ကျွန်တော်ရာဇဝင်6ဒုတိယဆောင်ကိုဆက်သွားမယ်နော်ရာဇဝင်6ဒုတိယဆောင်အခန်းကြီး1ကိုသွားမယ်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးဆက်ပြီးလေ့လာဖို့အရင်ဆုံးစုတောင်းဆက်ကပ်ရအောင်အဖာကတော့ကိုယေရှုတင်ပါတယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့အသက်တာကိုပြည့်ပြင်ပါယေရှုပြုတော်မူပါ ျွန်တော်ရဲ့တက်တာတွေမှာကိုရောနှုတ်ကပတ်တော်နဲ့တိဆောက်နိုင်ပါမိကြောင်းကိုရောဖွင့်ပြအလင်းပေးပါကောင်းကြီးဖြစ်စေပါမိမိအသက်တာတွေမှာဘလို့အသက်ရှင်ရမလဲဆိုတဲ့အရာတွေကိုနားလည်ခွင့်ပေးပါအဖအရှင်ယေရှုနာမ၌ဆုတောင်းပြီးဆက်ကပ်ပါတယ်အဖဗျာအာမင်အာမင်โอเคရောက်စဉ်ကျုပ်ဒုတိယသောခန်းကြီး1အပိုင်ငယ်1ကိုကျွန်တော်ဖတ်ခြင်းနဲ့ဒါဝိဒ်သားတော်ရှောလမုန်သည်မိမိဖျားခင်ထာဝရဖျားမဆတော်မူခြင်း အလွန်ချီးမြှောက်တော်မူခြင်းကျေးဇူးကြောင့်မိမိအာနာတော်တည်ကြည်မြဲမြံသောအခါအဲ့ဒီမှာနာမည်နှစ်ခုတွေ့ရတယ်တစ်ခုကဒါဝိဒ်နောက်တစ်ခုကရှောလမုန်ဆိုတော့ဒါဝိဒ်ဆိုတာဘယင်တတ်တန်း40ဘယင်တတ်တန်း40နော်ဆိုတော့သူအုပ်ချုပ်ခဲ့တယ်40ပြီးတော့သူပြီးကနီးလေးမှာ သူ့သားရှောလမုန်ကို သူအာနာလွှဲလိုက်ဘယင်နေရာဆက်ထားလိုက် နော်ဗိသိက်ပေးလိုက်တယ်ဘုရားခင်လည်းအသုံးပြုတယ်အဲ့တော့ဒါဝိဒ်ကတော့ဘယင်ဖြစ်တယ်နှစ်ပေါင်း40အုပ်ချုပ်ခဲ့ပြီးတော့သူ့ရဲ့သားရှောလမုန်ရှောလမုန်ကတော့အဖဒါဝိဒ်ပြီးတော့နောက်ဘယင်ဖြစ်ခွင့်ရတော်သူ ဖြစ်တယ်ဆိုဘုရားသခင်ကဒါဝိဒ်ရဲ့မျက်နှာကို ထောက်ပြီးမှသူ့သားရှောလမုန်ကိုဘယင်ဖြစ်ခွင့်ပေးတာဘယင်နေရာမှာချီးမြှောက်ခွင့်ရတာနော်တကယ်တော့အဖဒါဝိဒ်မျက်နှာကိုထောက်လို့ဘုရားကလေရှောလမုန်ကိုဘယင်ဖြစ်ခွင့်ပေးလိုက်တာဖြစ်တယ်ပြီးတော့မှ ရှောလမုန်ကိုပေးသောအရာ၃ခုကြည့်အောင်နော်၃ခုပေါ့အကြံမြင်အဖြစ်ခြုံငုံပြီးတော့၃ခုနံပါတ်၁နှစ်ချုပ်တစ်တစ်မှာပြောတာကဘာလဲဘယင်အရာပေးတယ်နံပါတ်၁နံပါတ်၂ဘာပေးလဲဆို အပိုက်ငယ်၁၁ကိုဖတ်မယ်ဖယားသခင်ကလည်းတင်းသည်ထိုတို့အောင်မေ၍စီးစိမ်ဥစ္စာဂုံအသေးကိုမတောင်းရန်သူတို့၏အသက်ကိုလည်းမတောင်းတာရှည်သောအသက်ကိုလည်းမတောင်း ငါခန့်ထား၍သင်အစိုးရသောငါဤလူမျိုးကိုတရားစီရင်ခြင်းကတတ်နိုင်သောဉာဏ်ပညာကိုသာ ကိုဖို့တောင်းသောကြောင့်ဉာဏ်ပညာကိုငါပေး၏နံပါတ်1သူ့ကိုဖျားရှင်ပေးသောအရာပါလဲဉာဏ်ပညာဖျားသူ့ကိုမေးတယ်လေငါဘာပေးရမလဲငါပေးရမယ့်စုကိုတောင်းဆိုရှောလမုန်ကသူတောင်းကျင်တာတွေတောင်းမယ်ဆိုရင်အများကြီးပေါ့တို့တော့သူကအဲ့ဒါတွေရှောက်မတောင်း ဖခင်ပြောတဲ့တည်းမှာလဲနော်တိတိကျကျပါတယ်ရှောက်တောင်းဖို့တော့မပါဘူးငါပေးရမယ့်စုကိုတောင်းအဲ့တော့ရှောလမုန်ကဘာတိမှုလို့လဲဆိုဖခင်ငါ့ကိုဘာပေးရမလဲဖြစ်ကျွန်တော်ရှောလမုန်တောင်းလိုက်တဲ့ဥစ္စာဖခင်သဘောကျသွားတယ်ဖခင်သူ့ကိုဘာတောင်းပြောလဲဆိုရင်သင်ကားတဲ့ကျင့်တော့သင်ကစီးစိမ်ဥစ္စာလည်းမတောင်းဘူးတဲ့မိကွာတဲ့ဂုံအသေးလည်းမတောင်းဘူးတဲ့ရန်သူတွေရဲ့အသက်လည်းမတောင်းဘူး မင်းလက်ထဲငါအပ်ထားတဲ့ငါလူတွေကို စီမံဖို့ငါလူတွေကို စီရင်ဖို့ဉာဏ်ပညာပဲမတောင်းနဲ့တိတ်ပြီးတော့ဘုရားခင်အံ့ဩတဲ့သူဒါကြောင့်မလို့သင်တောင်းတဲ့ဉာဏ်ပညာငါပေးမယ်ကြည့်ဒီမှာရေးထားတဲ့နော် အခန်းကြီး1အငယ်7အဆုံးလေးမှာဉာဏ်ပညာကိုသာ ကိုဖို့တောင်းတော့ကြောင့်ဉာဏ်ပညာကိုငါပေး၏ နံပါတ်1တော့ဉာဏ်ပညာရတယ်နံပါတ်2ဘယင်အရာရတယ်နံပါတ်2ဉာဏ်ပညာရတယ်နံပါတ်3အပိုက်ငယ်7ကိုဖတ်ထိုမတပါသင်ရှိမှဖြစ်ဘူးသော ရှင်ဘီနှင့်သင်နောက်၌ဖြစ်လက်တန်သောရှင်ဘီတယောက်မျှမမီနိုင်မိအကြောင်းစီးစိမ်ဥစ္စာဂုံအတရေကိုလည်းငါပေးမိဟုမိတော်မူ၏ဟာလေလုယာနံပါတ်3သူ့ကိုဗာပေးလေစီးစိမ်ဥစ္စာဂုံအတရေ ဘလောက်ပေးလဲအရင်တုန်းကဘယင်တွေလဲအလောက်မရဘူးနောက်ဘယင်တွေလဲအလောက်ရခွင့်မရှိဘူးတင့်ကိုအဲ့ဒီလိုငါပေးမယ်ဖခင်ဒီလောက်မှစတယ်သူ့ဝတိကြည့်နော်ဘယင်အရာပေးတယ်ဉာဏ်ပညာပေးတယ်စီးစိမ်ဥစ္စာနဲ့ဂုံအတရေကိုပေးတယ်ရှောလမုန်ရသောအရာပြီးမှရှောလမုန်၌ရှိသောအရာနောက်ကောင်းစစ်တခုရှောလမုန်မှာဘာတွေရှိလဲရှောလမုန်ဘာတွေရှိလဲကြည့်အောင် တိချုပ်တီအပိုင်ငယ်74ထိုနောက်ရှောလမုန်သည်ယထာများမြင်းစည်းသူရဲများကို စီးပူး၍ယထာ1400ယထာ1400မြင်းစည်းသူရဲ12000ရှိ၏ပြီးမှနောက်ပါရှိသေးလဲကြည့်မယ်အပိုင်ငယ်75ရှေ့ပြည်ယေရုရှလင်မြို့၌ရွှေငွေကိုကြောက်ခဲခဲ့သူလောကောင်ဟာလေလုယာ ရွှေငွေရှိတယ်ဘယ်လောက်ရှိလဲကြောက်ခဲလို့ရှိတာကြောက်ခဲပေါ်တယ်လို့ပဲဒါဒီဒါဝိယတာရှောလမုန်ကလေရွှေငွေအဲ့လိုရှိတာရွှေငွေကိုကြောက်ခဲကဲတို့၎င်းမပြီးသေးဘူးအာရစ်ပင်တို့ကိုလွင်ပြင်လိုက်ပေါက်တော့တပ်ဖန်းပင်ကဲတို့၎င်းများပြားစီမီရွှေငွေကိုကြောက်ခဲလို့ပေးမယ်ကြောက်ခဲပေါ်လေအဲ့လိုရပါအာရစ်ပင်ကိုပါလေတပ်ဖန်းပင်ကဲတို့ငါပေးမယ်တပ်ဖန်းပင်ကပေါ်တယ်ပါအာရစ်ပင်ကရှာတယ် ဲ့အဲ့ဒီရှားပါအာရေးပင်ကိုဘလို့ပေးမှလဲလူရင်းပြန်မပေါက်တဲ့တဖမ်းပင်လို့ပေးမယ်ပေါ်ခြင်းတော့ခြင်းငါပေးမယ်အဲ့တော့ရှောလမုံမှာရှိတော့အရာပါလဲယထာ1400မြင်းစည်းသူရဲ့12000ရွှေငွေကြောက်ခဲလို့ပေါ်တယ်အာရေးပင်တဖမ်းပင်ကဲ့သို့ပေါ်တယ်ဒါရီတာမကလူပါရှိသေးတယ်အငယ်16ရှောလမုံထံသို့မြင်းများကိုအေဂရုပီကောမျိုးမှဆောင်ခဲ့ရ၏ ရှောလမုန်ထံသို့မြင်းများကိုအေဂုတုပြည်ကောမျိုးမှဆောင်ခဲ့ရ යි ဟာဘယ်ရမြင်းလဲအေဂုတုမြင်းအဲ့ဒီခေတ်ကအေဂုတုမြန်စည်းကြီးတယ်လူတွေကစစ်တိုက်ရင်အေဂုတုမြင်းနဲ့တိုက်ရတာအေဂုတုမြန်ကတန်ဖိုးရှိတယ်စည်းကြီးတယ်ဆိုရှောလမုန်မှာပါရှိလဲအေဂုတုမြင်းရှိတယ်ကြိအဲ့တော့ဒီနေ့နားလဲစီကျင်တာကရှောလမုန်ရဲ့ဘဝမှာရွှေငွေပြောစရာမလို့ စည်းစိမ်ဥစ္စာနဲ့ဂုံအသရေပြောเสียမလို့ဉာဏ်ပညာပြောเสียမလို့သူရှိကလူတွေလည်းသူ့လောက်ဉာဏ်မရှိဘူးသူ့နောက်ကလူတွေလည်းသူ့လောက်ဉာဏ်မရှိစည်းစိမ်ဥစ္စာနဲ့ဂုံအသရေလဲပါလေကျွယ်ဝလိုက်တာပြောမနေနဲ့ကျင်တော့ຢາດູອနေနဲ့ပြောမလားဘယင်ဘယင်အဲ့တော့ဏီကုံးချုပ်လိုက်ရင်၃ခု၃ခုเนาะဉာဏ်ပညာရှိတယ် ရွှေငွေစည်းတဲ့ဥစ္စာပေါ်များကျွယ်ဝတယ်ခုံတရေဘယင်ဖြစ်တယ်သုံးခုနော်ဘယင်ရွှေငွေမြတ်ပညာလောကမှာလူတချို့ကဘလို့ခံယူလဲဆိုရင်လောကကြီးမှာလူလာလုံးမယ်ဆိုရင်အ ਨੇ ဆုံးသုံးခုအဲ့ဒီမှာတစ်ခုရှိရမယ်တဲ့သုံးခုမှာတစ်ခုမရှိရင်အဲ့ဒီလူကလူဖြစ်ရကြုံမနဲ့ဘူး လူတွေလေးစားမှာမဟုတ်ဘူး။ဘာတွေလဲ။ဉာဏ်ရှိဖို့လိုတယ်။ဉာဏ်ပညာအတတ်ပညာဉာဏ်ပညာချိမြောက်ချက်ခံဖို့လိုတယ်။အေးအဲ့ဒါမရှိရင်ဂုံတရေရှိရမယ်။ဂုံတရေယာတုယကံရှိရမယ်။နော်အဲ့ဒါမှမရှိရင်ဘာရှိရမလဲ။ရွှေငွေစည်းစိမ်ဉာဏ်ပညာရှိလားယာတုရှိလားရွှေငွေစည်းစိမ်ရှိလားဒီ၃ခုမှာအ ਨੇ စုံတစ်ခုရှိရမယ် ဲ့သုံးခုမှတစ်ခုမှမရှိဘူးဆိုရင်တော့အဲ့ဒီလူကဘဝတော့မလွယ်တော့သွားပြီသူများလေးစားခြင်းခံရမှာမဟုတ်အဲ့ဒီလူလူတွေကနားလည်ထားတယ်လူမှန်အနည်းဆုံးသုံးခုမှတစ်ခုရှိရမယ်ဒါကြောင့်တချို့မိဘတွေကသားသမီးကိုတင်လေအဲ့သုံးခုပဲသူတို့တင်နေအိမ်တော်ပြုတ်မယ်ဆိုရင်နေယူမဲ့သူကအဲ့သုံးခုမှတစ်ခုတော့ရှိရမယ်နော်အခုရှော့လမကိုကြည့်လိုက်သုံးခုစလုံးရှိတယ်သုံးခုစလုံးရှိတယ်။ရွှေငွေပြောစရာမလို့ပြစ်ထားတဲ့ကြောက်ခဲလို့ပဲပေါင်းခြင်းတော်ခြင်းသူ့ဘဝမှာ ဉာဏ်ပညာဘုရားခင်ကြီးမြတ်ထားတာအမြင်ကြီးယာဓုလာမပြောနဲ့ဘယင်ဒီအရာတွေအားလို့သူရတာဘာကြောင့်လဲသူစူးစမ်းလို့လားမဟုတ်ဘူးသူအသက်ရှင်မှုကြောင့်ရတာလားမဟုတ်ဘူးဘုရားရှင်ကသူ့အဖဒါဝိမျက်နှာကို ထောက်ပြီးယေရှုပြုတာတသက်ပဲယေရှုတော်တသက်နဲ့ရတာဖြစ်တယ်သူ့အဖဒါဝိရဲ့မျက်နှာကိုထောက်ပြီးမှသူ့ကိုယေရှုပြုလိုက်တာဒါပဲ အဲ့တော့ဒီနေ့ zoom ကနေခွန်အားယူနေတဲ့မိဘညီကောင်မောင်နှမများကိုကျွန်တော်ပြောခြင်းတယ်ကျွန်တော်ရဲ့အသက်တာထဲမှာလဲကိုယ်သားသမီးတွေကိုကောင်းစားစေခြင်းလားကိုယ်သားသမီးတွေကို အောင်မြင်စေခြင်းလားကိုယ်သားသမီးတွေကို လူတော်တိုးစေခြင်းလားကိုယ်အသက်ရှင်တဲ့အခါမှာတကယ်ပဲဖယောင်းအားကိုဖယောင်းယုံကြည်ဖယားနဲ့အသက်ရှင်ပြီးသွားပါဒါဆိုကိုယ်အဖြစ်ကိုယ်သားသမီးကဘာဖြစ်လဲကောင်းစားမယ်အောင်မြင်လာမယ်နော်ချစ်တော်ကြီးကိုမောင်နှမ ကူရှောလုံးလေသူဘလလုံးဒီညာပညာတွေရတာလေသူဘလလုံးဘယင်ဆိုတဲ့ຢာတူကိုရတာလေသူဘလလုံးရွှေငွေစည်းစိမ်ရတယ်သူကောင်းလို့သူတော်လို့သူကြိုးစားလို့မှမဟုတ်တာသူအဖေဒါဝိရဲ့မျက်နှာကိုထောက်ပြီးတော့ဘုရားရှင်ကသူ့ကိုပေးတာဘလို့အဖေလေဖယားနဲ့အသက်ရှင်တဲ့ဖခင်ဖယားကိုအားကိုးတဲ့ဖခင်အဲ့ဒီမျက်နှာကိုထောက်ပြီးသားပေါ်မှာကျေးဇူးပြုတဲ့ဖရာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ဝင်ငှတဲ့ခေါင်းစဉ်ကတော့ဗာလေမျက်နှာထောက်တော်ဖရာ ဒီနေ့မိဘများကိုသားသမီးတွေကိုအမှန်တကယ်ချစ်တယ်ဆိုရင်တော့ကိုအဖြစ်ကိုသားသမီးတွေကောင်းစားဖို့အောင်မြင်ဖို့နော်ဖခင်ကောင်းကြီးခံစားဖို့ကိုကိုတိုင်းဟာဖခင်နဲ့အသက်ရှင်ပါကိုကဖခင်နဲ့အသက်ရှင်ပြီဆိုရင်ကိုမျက်နှာကိုထောက်ပြီးကိုသားသမီးတွေကောင်းစားလာမယ်ဆိုတဲ့အကြောင်းကိုဒီကနေ့ဒါဝိနဲ့ရှောမုံအဖြစ်ဝင်ရပါတယ်အားလုံးကျေးဇူးတင်တယ်ဖခင်ရှေကောင်းကြီးပေးပါစီခရစ်ဆုတောင်းရအောင်အဖကိုရောကိုကျေးဇူးတင်တယ် ဒီနေ့ကျွန်တော်တို့မိဘတွေအရေးကြီးကြောင်းဒီနေ့နှုတ်ဘတ်တော်အဖြစ်သိရတော့ကြောင်းဂျေစုတင်တယ်ကိုတော်တွင်တင်တဲ့အရာအတွက်ချီးမွမ်းတယ်ဖွင့်ပြတဲ့အရာအတွက်ဂျေစုတင်တယ်အဖားလက်တော်တဲ့အနန္တဝိညာဉ်တော်ဘုရားကိုတော်မဆပါဂျေစုပြုတော်မူပါဖယားရှိကျွန်တော်မဆအရောက်တည်းရဲ့အသက်တာကိုအနန္တဖယားနဲ့ကင်းကင်းကွာကွာအသက်ရှင်ခဲ့တဲ့အပြစ်တွေအတွက်တောင်းပန်တယ်အဖားကိုတော်ဒီနေ့ကနေစပါဆုံးကညီကိုမောင်တော်မတွေတကယ်ဖယားထဲမှာတွာလာတက်ဖို့ဖယားနဲ့အသက်ရှင်တက်ဖို့ ကိုသားသမီးတွေမျက်နှာကိုထောက်ပြီးတော့ကိုကိုတိုင်းအဖဖခင်နဲ့တိုးဝင်ချစ်ကပ်တတ်တဲ့မိဘတွေဖြစ်ပါမိကြောင်းလက်တော်တဲ့အနံပါတယ်ဖခင်နဲ့ကင်းကွာပြီးတက်ရှင်ခဲ့တဲ့အပြစ်တွေတော့ဝှချတောင်းပန်ပါတယ်ဒီကနေ့ဒီအရာကိုနားလည်ခွင့်ပေးလို့ဂျေစုတင်နေဒီနေ့ကနေစပြီးအရောက်တိုင်းဒီဖခင်မျက်မှောက်တော်ထဲမှာဖခင်ကိုကိုးစားယုံကြည်ပြီးတော့ဖခင်ကိုအမြဲတမ်းမျက်မှောက်ပြုတ်ပြီးအသက်ရှင်တတ်တဲ့မိဘများဖြစ်ရပါမိကြောင်း အရှင်ယေရှုနာမ၌ယိုသေစွာဆုတောင်းပြီးအပ်နံပါれဖဖျာအာမင်အာမင် God bless you